ရန်ကုန်လှိုင်သာယာမှာအမျိုးသမီးတဦးကိုတတ်ပြီးတော့ရွှေတယ်နဲ့ဖုန်းလူရက်တဲ့သူကိုဖမ်းဆီးရမိရန်ကုန်လှိုင်သာအရှေ့ပိုင်းမြို့နယ်အမှတ်15ရပ်ကွက်ဝန်ထမ်းကြီးအေယာကပတ်လမ်းမှာမျိုးသမီးတယောက်ကိုဓာတ်နဲ့ထိုးတတ်ပြီးတော့ရွှေတယ်ပစ္စည်းနဲ့ဖုန်းလူရက်ခဲ့တဲ့သူကိုရဲတွေကအော်တိုဘားလ22ရက်နေ့ညနေကဖမ်းမိခဲ့လို့မြို့ကလေးစီကသိရပါတယ် အဲ့ဒီနေ့နေ့တဲ့နှစ်နာရီခွဲကအမှတ်15ရက်ကွဲဝန်ထမ်းကြီးအင်ယာကံပတ်လမ်းမှာပုတ်ပွားနေတဲ့မျိုးသမီးတယောက်ရဲ့ရုပ်လောင်းကိုတွေ့ရှိရက CCTV မှတ်တမ်းတွေကိုစစ်ဆေးရင်းတဲ့ရဲတွေကပြစ်မှုကျူးလွန်သူကိုဖမ်းမိတာဖြစ်တယ်လို့15ရက်ကောက်ပန်လေထိုင်တဲ့သူတယောက်ကပြောပါတယ်လူရက်တက်ဖြတ်ပြီးတော့လွှင့်ပစ်ထားတာပါ200လောက်တော့ရှိပြီထင်ပါတယ်ရုပ်လောင်းကပုတ်ပွားနေပါပြီအုတ်ချုပ်ရင်းတဲ့ရဲတွေက CCTV မှတ်တမ်းတွေနဲ့လိုက်တာပါအဲ့ဒီနေ့ညနေမှာပဲတက်တဲ့လူကိုရွှေလင်ပန်းဘက်မှာမိသွားပါတယ် အသက်ခံရတဲ့အမျိုးသမီးကလည်းရွှေလင်းကပန်းကပါပဲလို့ဒေသခံတယောက်ကပြောပါတယ်။တေဆုံးသူဟာရွှေလင်းမန်းကျေးရွာဖြူတစင်လမ်းမှာနေထိုင်နေသူတယောက်ဖြစ်ပြီးတော့နေရင်ကလည်းပျောက်ဆုံးနေတာလေးရက်လောက်ရှိပြီးရက်စကမှလည်းဒူပျောက်တိုက်ရထားတယ်လို့အုတ်ဆိုရင်နဲ့နီးစက်တဲ့တရင်ရင်မြကပြောပါလေ။အသက်ခံရတဲ့အမျိုးသမီးကအသက်40လောက်ရှိပါပြီ။ဘုံကလေးမှနေတာပါ။ရန်ကုန်ကအလဲလာရင်နဲ့ရွှေလင်းမန်းမှာတဲနေတာပါ။အော်တိုဘားလာ၁၈ရက်ကပျောက်ဆုံးသွားလို့ဆိုပြီးတော့ရက်စကမှလူပျောက်တိုင်ကြားထားပါတယ် ပြန်တွေးတော့လူရဲ့တပြက်ခံထားရတဲ့ပုံစံနဲ့ပြန်တွေးလာပါဓာတ်နဲ့ထိုးသက်ပြီးတော့နကက်ရဲ့လက်စွပ်ရဲ့ဖုန်းလေးရဲ့ယူသွားပြီးတော့ရေမြောင်းထဲမှာချထားရပါလို့ဆိုပါတယ်နောက်တနေ့ညနေပိုင်းမှာတော့ CCTV မှတ်တမ်းတွေအရပြမှုကျူးလွန်သူဇော်ဦးကိုရွှေလမန်းကျေးရွာရွှေစပယ်လမ်းမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်လက်တလုံးမှာတော့ပြမှုကျူးလွန်သူဇော်ဦးကိုလှန်သားရအရှေ့ပိုင်းမြို့နယ်ရေစကန်ကပ၄၀နှစ်မြင်းဆောင်2025ပုံမှန်300နှစ်နဲ့အမှုဖွင့်အရေးယူထားလို့လည်းသိရပါတယ်